နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းအတွက်အဓိကတာဝန်ပေးခံရတာကအဲ့ဒီတုန်းကစစ်ထောက်ချုပ်ဗိုလ်ချုပ်ကြီးတရားသူတရားမြင်ဦးပါဒါပေမဲ့နေပြည်တော်တည်ဆောက်ရေးမှာတော့ရှစ်လုံးကြီးကိုဘယ်ဗိုလ်ချုပ်မှကြော်လို့မရဘူးလို့နေပြည်တော်တည်ဆောက်ချိန်ကစစ်ထောက်ချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ BBC ရဲ့သတင်းရင်းမြစ်ကပြောပါတယ်နေပြည်တော်တည်ဆောက်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုထိတ်တန့်ချုပ်ဝတ်အဖြစ်သတ်မှတ်ခဲ့ပြီးမှတ်တမ်းမရရင်မကြမ်းအောင်ရှင်းလင်းခိုင်းခဲ့တဲ့အကြောင်းသူကပြန်ပြောပြပါတယ် ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတပုတ်ကတော့နေပြည်တော်နဲ့သူ့ရဲ့ဇက်ကောင်လေးဆိုတဲ့ BBC မှာစောင်းပါတပုတ်ဖြစ်ပါတယ်ငလင်ကြီးလို့အပြီးပျက်စီးသွားတဲ့ရုံနဲ့အဆောက်အုံတွေပြန်တည်ဆောက်ဖို့အတွက်နေပြည်တော်တည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုစစ်ကောင်စီကပြန်ဆက်သွယ်ခိုင်းတဲ့အတွက်လွန်ခဲ့တဲ့အနည်း20ကျော်ကတည်ဆောက်ရေးလုပ်ငန်းတွေမှာပါခဲ့တဲ့လုပ်ငန်းရှင်တွေကြားမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပါတယ်စေဆွေရကောင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့မြို့တော်အစ်တီယာမှာပါဝင်ခဲ့တဲ့ထိတ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းမှာအနေအမြင်အတက်ကြွေနဲ့ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။နေပြည်တော်တည်တဲ့ကုံကြစရိတ်ဟာအခုတထိချိုးဝှက်ချက်တစ်ခုဖြစ်နေပေမဲ့နေပြည်တော်ကြောက်ချမ်းသာသွားကြတဲ့ဇလန်းတွေကတော့ချိုးဝှက်ချက်မဟုတ်ခဲ့ပါဘူး။နေပြည်တော်ကိုဘသူတွေကဘလို့တိဆောက်ခဲ့ကြလဲ။ငလင်းအလွန်နေပြည်တော်ပြန်တိဆောက်ရေးအတွက်လုပ်ငန်းရှင်တွေကရောပြန်လာကြမှာပါလား။နေပြည်တော်မင်းသားကြီးတွေနေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းအတွက်အဓိကတာဝန်ပေးခံရတာက အဲ့ဒီတုန်းကစစ်ထောက်ချုပ်ဗိုလ်ချုပ်ကြီးတရားသူတရားအောင်မြင်ဦးပါစစ်တပ်ကတော့အပတ်စဉ်စနစ်စင်းဖြစ်သူဗိုလ်ချုပ်ကြီးတရားသူတရားအောင်မြင်ဦးဟာဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့အထူးယုံကြည်အားကိုးရသူဖြစ်ပြီးအစိုးရအပြောင်းအလဲမှာဒုသမ္မတတစ်အထိတာဝန်ယူခဲ့ပါတယ်နေပြည်တော်ကိုစစ်ထောက်ချုပ်ရုံးနဲ့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကတာဝန်ယူတည်ဆောက်ခဲ့ပေမဲ့စီမံကိန်းတွေများလွန်းလို့အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့ကပါဖွဲ့စည်းတာဝန်ပေးခဲ့ရပါတယ်တွဲဖက်စစ်ထောက်ချုပ်ဗိုလ်ချုပ်ခင်မောင်ထွန်းစစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးဗိုလ်ချုပ်တင်ထွန်းနဲ့ အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့ဗိုလ်ချုပ်သက်ဆိုးတို့ကစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုအဓိကတိစောက်ကြပါတယ်။ဒါအပြင်ဗိုလ်ချုပ်ကြီးတိဟသူရတင်အောင်မြင်ဦးနဲ့တပတ်စဉ်နဲ့ဖြစ်သူနေပြည်တော်မြို့တော်ဝင်ဟောင်းပုံမှုကြီးတိတ်ညွတ်နဲ့နေပြည်တော်တိုင်းမှုဟောင်းဗိုလ်ချုပ်ဝေလင်တို့ကလည်းအရေးပါကြပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေကနေပြည်တော်တိစောက်တာကိုလှည့်လည်စစ်ဆေးချိန်မှာဗိုလ်ချုပ်ဝေလင်နဲ့ပုံမှုကြီးတိတ်ညွတ်တို့က၄နှစ်လောက်ကိုအတူတူရှိခဲ့ကြတယ်လို့ဗိုလ်ချုပ်ဝေလင်ရေးတဲ့ကိုနှစ်သက်ကိုနှင်းဆက်လို့ရအောင်မှာထည့်ရေးပါတယ်။ ါပေမဲ့နေပြည်တော်တိဆောက်ရေးမှာတော့ရှစ်လုံးကြီးကိုဘယ်ပုံကျုံမှကြော်လို့မရဘူးလို့နေပြည်တော်တိဆောက်ချိန်ကစစ်ထောက်ချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ BBC ရဲ့သတင်းရင်းမြစ်ကပြောပါတယ်။နေပြည်တော်တိဆောက်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုထိတ်တန့်ချုပ်ဝှက်အဖြစ်သတ်မှတ်ခဲ့ပြီးမှတ်တမ်းမရရင်မကြံအောင်ရှင်းလင်းခိုင်းခဲ့တဲ့အကြောင်းသူကပြန်ပြောပြပါတယ်။ဗိုလ်ချုပ်ကြီးတွေနဲ့သူတို့ရဲ့တကြွေတွေနေပြည်တော်တိဆောက်ဖို့ပုတ်ကလေးကကုမ္ပဏီတွေကိုတုံးတဲ့အခါမှာဗိုလ်ချုပ်ကြီးတွေနဲ့နှီးဆက်တဲ့လုပ်ငန်းရှင်တွေအသီးသီးပေါ်ထွက်လာပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးတီဟာသူရတရားမြေဦးနဲ့နှီးစပ်တဲ့လုပ်ငန်းရှင်က HR လုပ်ငန်းစုကဦးထွန်းမြင့်နိုင်ဖြစ်ပါတယ်။နာမည်ကျော်ကိုကန့်ကောင်းဆောင် လော်စစ်ဟန်ရဲ့သားဦးထွန်းမြင့်နိုင်ခေါ်စတီဗင်လော်ဟာဒုတိယဗိုလ်ချုပ်ကြီးတီဟာသူရတရားမြေဦးလာရှိုးအရှိဆိုင်အရှိမြောက်တိုင်းစစ်တပ်နာချုပ်တိုင်းမူတာဝန်ယူခဲ့စဉ်ကယင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။ဒါအပြင်ဒုတိယဗိုလ်ချုပ်ကြီးတီဟာသူရတရားမြေဦးနဲ့ယင်းနှီးတဲ့ Original Group စောက်လုပ်ရေးလုပ်ငန်းရှင်ဦးတာထေကလည်းနေပြီးတော့တိဆောက်ရေးမှာနာမည်ကြီးပြီးတိဆောက်ခွင့်အများအပြားရခဲ့ပါတယ်။ နံပါတ်ကြီးလုပ်ငန်းရှင်ဦးတီစားကတော့ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လူလို့သိကြပြီးသူကလည်းနေပြည်တော်တိဆောက်ရေးမှာအခရာကျတဲ့လုပ်ငန်းရှင်ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးသူရရှင်မန်းရဲ့တားရင်းနဲ့နှီးဆက်သူကဦးစောစောဖြစ်ပြီးသူ့ရဲ့မတ်စ်မြန်မာလုပ်ငန်းစုကအဆောက်အုံကစားကွင်းနဲ့လမ်းဖောက်လုပ်ခွင့်တွေရခဲ့ပါတယ်။ဒါပေမဲ့တမရအိမ်တော်ဇေယတိတိဘိမှန်နဲ့တက်မတော်စစ်သမိုင်းပြတဲ့တွေကိုစောက်ခွင့်ရတာကတော့ဦးရှိခိုင်ရဲ့အေဒင်လုပ်ငန်းစုဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့စီနီယာဗိုလ်ချုပ်လာဦးနဲ့ဦးရှိခိုင်ကရောက်ဖတ်တော်ပြီး အဲ့ဒီကာလကအိုးရှိခိုင်ဟာတက်ရဲ့လက်ဆွဲကန်ထရိုက်တာအဖြစ်စီးပွားရေးအတိုင်းဝိုင်းမှာလူသိများပါတယ်။ဗိုလ်ချုပ်လောက်ဦးကလည်းဦးအေးတို့စီအပ်ထားတယ်။တက်အဆောက်အုံတွေကိုဦးရှိခိုင်စောက်တာတွေကိုဗိုလ်ချုပ်မူကြီးတန်းရွှေကလည်းသဘောကျတယ်လို့ပြည်တော်စုဝင်ကြီးဟောင်းတဦးက BBC ကိုပြောပါတယ်။နေပြည်တော်ရှောက်လုံးတန်းကအိမ်ရှင်တွေနဲ့စောက်လုပ်ပေးခဲ့ကြသူတွေကိုကြည့်ရင်နေဆက်မှုတွေကိုပုံမြင်ရမှာပါ။ရာဇသင်္ကာအဝိုင်းနားမှာရှိတဲ့ရှောက်လုံးတန်းမှာနေပြည်တော်တည်တဲ့အချိန်က နိုင်ငံတော်အေဂျင်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဘ ෝජ ုံမူကြီးတန်းရွှေအဖွဲ့ဝင်တွေဖြစ်တဲ့ဒုတိယဘ ෝජ ုံမူကြီးမောင်အေးဘ ෝජ ုံကြီးသူရရွှေမန်းဘ ෝජ ုံကြီးသိန်းစိန်ဒုတိယဘ ෝජ ုံကြီးတီဟသူရတရားမြင့်ဦးနဲ့ဒုတိယဘ ෝජ ုံကြီးတင်အေးတို့နေထိုင်ကြပါတယ်ဘ ෝජ ုံမူကြီးတန်းရွှေရဲ့အိမ်နဲ့ဒုတိယဘ ෝජ ုံကြီးတီဟသူရတရားမြင့်ဦးတို့အိမ်တွေကိုဥထုံးမြင့်နိုင်ကစောက်ပေးခဲ့တာပါဒုတိယဘ ෝජ ုံမူကြီးမောင်အေးရဲ့အိမ်ကိုဥတီစားကစောက်ပေးပြီးဥရှိခိုင်ကတော့ဘ ෝජ ုံကြီးသိန်းစိန်နဲ့သူရရွှေမန်းတို့ရဲ့အိမ်တွေကိုစောက်ပေးခဲ့ရပါတယ်ဘ ෝජ ုံမူကြီးတန်းရွှေ ဗိုလ်ချုပ်ကြီးသိန်းစိန်ရုံးနဲ့ယင်းဒီတဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းကလွတ်တော်အဆောက်အုံတွေကိုဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းချေဟာလွတ်တော်အဆောက်အုံတွေကိုနေ့စဉ်လိုလိုသွားရောက်ကြည့်ရှုခဲ့ပြီးဦးတင်စန်းရဲ့လုပ်ပုံကိုင်းပုံကိုသဘောကျခဲ့တယ်လို့ဆောက်လုပ်ရေးမှာပါဝင်ခဲ့သူတဦးကပြောပါတယ်။ဒါအပြင်ဗိုလ်ချုပ်မူကြီးတန်းချေရဲ့လူယုံစက်မှုတေဝင်ကြီးလောက်ခဲ့သူဦးအောင်တောင်းရဲ့သားဦးနေအောင်ကလည်း NGE ကုမ္ပဏီနဲ့အတူနေပြည်တော်တိဆောက်ရေးမှာပါဝင်ခဲ့ပါတယ်။နေပြည်တော်တိဆောက်ရေးမှာထိုက်တန်းတတိတွေအားလုံးနှိပါပါကြပါတယ်။ဒုတိယဒန်းစားတတိတွေလည်းနောက်မှတတိကြီးတွေဖြစ်လာကြတာပါပဲလို့ နေပြည်တော်တိဆောက်ရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့လုပ်ငန်းရှင်တို့က BBC ကိုပြောပါတယ်။အမိန်အာနာနဲ့စောက်တဲ့မြို့နေပြည်တော်ကိုစောက်တဲ့အခါအချိရွာလို့ခေါ်ကြတဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုအရင်ဆုံးစောက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်အရက်ဖက်ဆိုင်ရာအဆောက်အုံတွေကိုပါတပြိုင်တည်းတိဆောက်စီပါတယ်။ဗိုလ်ချုပ်ကြီးတီဟသူရတရားမြင်ဦးဟာနေပြည်တော်တိဆောက်ရေးကိုတင်းတင်းကြပ်ကြပ်ကင်တွယ်ခဲ့ပြီးအမြန်ဆုံးပြည်စည်းဖို့တွန်းအားပေးခဲ့တယ်လို့လုပ်ငန်းရှင်တွေကဆိုပါတယ်။ မြန်မြန်ပြေးကျင်တယ်အရန်တွန်းတယ်အမိတ်မဲလို့လုပ်ငန်းရှင်တွေကပြောကြပါတယ်ဒါကနေပြီးတော့တိဆောက်ရင်းနဲ့ပတ်သက်လို့ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့မူဝါဒကိုထင်ဟပ်စေပါတယ်ဒေါက်တာဝင်းယူစင်အတွင်းတိုင်းပြည်အတွက်လိုအပ်ချက်မှန်သမျှအတက်နိုင်ဆုံးဖြည့်ဆည်းစောင့်ရွက်သွားမယ်နိုင်ငံရေးပါတီအစိုးရခေရောက်လာရင်အခုလိုမြန်မြန်ဆက်ဆက်လုပ်နိုင်မှာမဟုတ်ဘူးညင်ကုံစကားများနေတာနဲ့အလုပ်ဖြစ်မှာမဟုတ်ဘူးလို့နေပြီးတော့တိဆောက်ရင်းကာလအတွင်းမှာဗိုလ်ချုပ်မူကြီးတန်းရွှေကပြောတဲ့အကြောင်းဥဝေလွင်ကသုစာအုပ်ထဲထည့်ကြီးပါတယ် နေပြီးတော့ကတင်ကဟဟိုတယ်ကိုစောက်ဖို့အချိန်လေးလာပဲပေးခဲ့တဲ့အကြောင်းအေရင်ဦးရှိခိုင်ကမြန်မာ B2B TV နဲ့မင်းမြန်ကမ်းမှာပြောခဲ့ပါတယ်။အဲ့ဒီတုန်းကသဘာဝတောင်းငွေရောင်းချတာကနေရတဲ့နိုင်ငံခြားငွေဒေါ်လာဘီလီယံရှိရှိနေတဲ့အတွက်ပေါ်ကြုံမှုကြီးတန်းရွှေကနေပြီးတော့တိဆောက်ရဲ့အတွက်ငွေသုံးနိုင်ခဲ့တယ်လို့အငိမ့်စာတက်အရာရှိကြီးတဦးက BBC ကိုပြောပါတယ်။၂000ခုနှစ်အစောပိုင်းနှစ်တွေကတည်းကရှုပ်ဝတ်တိဆောက်ခဲ့တဲ့နေပြီးတော့စီမံကိန်းက၂005ခုနှစ်မှာရန်ကုန်ကနေဝန်ထမ်းတွေပြောင်းလာတဲ့အထိမပြီးသေးပါဘူး။ ဘတ်ဂျက်တွေဘီလီယံရှိသုံးပြည့်တဲ့နောက်မှာဘတ်ဂျက်ထပ်မထုတ်ပြီးတော့ပဲလုပ်ငန်းရှင်တွေကိုငွေစိုက်ထုတ်သုံးဖို့ဒုတိယဗိုလ်ချုပ်ကြီးတီဟာသူရတင်အောင်မြင်ဦးကအမိန့်ပေးခဲ့တယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။နေပြည်တော်ကနိုင်ငံတော်ဧကရာစီမံကိန်းတစ်ခုကိုတည်ဆောက်နေတုန်းအစိုးရကဘတ်ဂျက်ထုတ်မပေးတော့ပဲကို့အစီအစဉ်နဲ့ကိုတည်ဆောက်စေခဲ့တယ်လို့ဦးချစ်ကိုင်ကမြန်မာဗီဒူဘီနဲ့မေးမြန်းကမ်းမှာပြောပါတယ်။နိုင်ငံတော်က၅ချက်တုံးနဲ့ငွေရှင်းပေးတယ်လို့သူကပြောပါတယ်။ အဲဒီလိုပုံစံနဲ့မြန်မာစီးပွားရေးဘဏ်ကနေနေပြီးတော့ဒီဆောက်ရေးအတွက်ကြက်ငွေဘီလီယံရှိငွေရှေးပေးခဲ့တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကလည်းပြောပါတယ်။အစိုးရကပေးတဲ့ပုံစံဒီဇိုင်းနဲ့ဘတ်ဂျက်အတိုင်းပဲဆောက်ရတာဖြစ်ပြီးအရေးအသွေးစစ်ဆေးမှုအပိုင်းမှာလည်းအ мян ပြည့်ရေးကသာဦးစားပေးဖြစ်ခဲ့တယ်လို့သူကပြောပါတယ်။နောက်တစ်ခုကအရေးယူပိတ်ဆို့မှုတွေရှိနေတဲ့အတွက်နေပြီးတော့ဒီဆောက်ရေးအတွက်လိုအပ်တဲ့ပြည်ပကသွင်းနဲ့ပစ္စည်းတွေက အကန့်အသတ်ရှိခဲ့တယ်လို့ပေါက်ဈေးထက်ပိုပေးရတဲ့အဖြစ်မျိုးတွေလည်းကြုံခဲ့ကြရပါတယ်။ နေပြီးတော့အကြောင်းပြောရရင်အမြန်လန်းကိုရှန်ထားခဲ့လို့မရပါဘူးအမြန်လန်းဒီဆောက်ရေးကိုလည်းတက်ကပဲကြီးကြပ်ခဲ့တာဖြစ်ပြီးအမြန်လန်းလုတ်ပိုင်ခွင့်နေတဲ့ပတ်သက်ပြီးနာမည်ကြီးခဲ့တာကအဆိုတော်နေရဲမှန်ဖြစ်ပါတယ်အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့ကပုံမှုဝင်းထေးတစ်ဖြစ်လဲအဆိုတော်နေရဲမှန်ဟာနာမည်ကျော်အဆိုတော်တွေနဲ့ဒေးစီရီတွေထုတ်နာမည်ကြီးတရုတ်ဆောင်တွေနဲ့ B C D တွေရိုက်ခဲ့လို့တော်တော်တိတ်တိတ်နေဖို့လူကြီးတွေကခေါ်တတိပေးရတဲ့အထိဖြစ်ခဲ့ပါတယ်နေပြီးတော့တိဆောက်ရင်းနဲ့အမြန်လန်းစီမံကိန်းမှာ အလုံသမားတည်ဆုံးမှုတွေရှိခဲ့တယ်လို့မြို့ကန်နေတဲ့လုပ်ငန်းရှင်တချို့ကအတည်ပြုပါတယ်။ရွှေတက်သားတွေလိုပဲရာသီဥတုကလည်းပူငှက်ဖျားကလည်းမိနဲ့တည်ကြတာအားကြီးပဲလို့ပြင်မနာမြို့ကန်တအုပ်ကပြောပါတယ်။နိုင်ကြီးတကမြင့်ကြီးတလက်နေပြီးတော့မြို့တက်တခုကိုတစ်ကနေစစတင်ဖော်ဆောင်တာမျိုးနိုင်ငံတိုင်းမလုပ်နိုင်ပါဘူးလို့အင်ဒိုနီးရှားသမ္မတဝီဒိုဒိုကဂျကာတာမြို့ကနေမြို့တော်အစ်နူစန်တာရာမြို့ကို ပြောင်းမယ့်အပေါ်ပြောခဲ့ပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်20ကမြန်မာစစ်ကောင်းဆောင်တွေကနေပြည်တော်ကိုတစ်ကနေစခဲ့တာဖြစ်ပါတယ်။မြို့တော်အစ်အစိုးရအစ်အလံအစ်နဲ့နိုင်ငံတော်အစ်တီကန်းတို့တရင်းစာတွေကဝါဒဖြန့်ရေးခဲ့ပါတယ်။စစ်အစိုးရဟာလူထုထောက်ခံမှုအများကြီးမရခဲ့တယ်လို့နေပြည်တော်စီမံကိန်းကလည်းလူကြိုက်နေခဲ့ပါတယ်။ကားတွေရှင်းနေတဲ့လမ်း20သွာလမ်းမကြီးတွေလမ်းလျှောက်သူမရှိတဲ့ပလက်ဖောင်းကျဲကြီးတွေနဲ့လူသူမနေတဲ့အဆောက်အုံအစ်တွေအများကြီးနဲ့မို့တစိမ်မြို့လိုတော့တမုတ်ခဲ့ကြပါတယ်။ပူပြင်းလျှောက်သွေးတဲ့မြန်မာနိုင်ငံအလဲပိုင်းကမြို့ဖြစ်လို့ နေပူရောလို့လည်းခေါ်ခဲ့ကြပါတယ်။မြောက်ကိုရီးယားရဲ့ပျုံယမ်းတဲ့နှိုင်းချင်သူတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတအိုဘားမားနဲ့နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ရောက်လာတဲ့အခါမှာတော့နေပြည်တော်ကမျက်နှာပွင့်လာပါတယ်။2010ခုနှစ်ဂျာပြည့်ရွေးကောက်ပွဲနဲ့အတူဒေါအောင်ဆန်းစုကြည်လွှတ်တော်ရဲ့ရောက်လာချိန်မှာတော့နေပြည်တော်အပေါ်အမြင်တွေပြောင်းသွားကြပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့အရှိတောင်အာရှအားကစားပြိုင်ပွဲတွေကိုအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့ချိန်မှာနေပြည်တော်ကဒေသတွင်းကိုပါဝင်ဆက်လာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးချိန်မှာတော့နေပြီးတော့ဟာမြန်မာနိုင်ငံရဲ့ထိပ်သီးတွေစုဝေးရာအာဏာဗဟုချက်ဖြစ်လာပါတယ်။ဒါပေမဲ့2021အာဏာသိမ်းပွဲနေပြီးတော့မှဖြစ်ခဲ့ပြီးတဲ့နောက်ပြည်တွင်းစစ်တောက်လောင်ပြီးနေပြီးတော့ကအထူးကြံနေတဲ့မြို့အဖြစ်ကိုပြန်ရောက်သွားပါတယ်။2025ငလင်ကြီးလို့အပြီးမှာတော့အောက်ချုပ်ရေးမြို့တော်ရဲ့80ရာခိုင်နှုန်းပြိုကျပျက်စီးပြီးမြို့ပြက်အဖြစ်ကိုရောက်သွားပါတော့တယ်။စစ်ကောင်စီဟာနေပြီးတော့ကိုပြန်တိဆောက်ဖို့ကြိုးစားနေပြီးအဆောက်အအုံများပြန်လဲပြုပြင်အသုံးပြုရင်းနဲ့ ်အသစ်ဒီဆောင်ရေးကြီးကြပ်မှုကော်မတီဖွဲ့ပြီးကာဝေးရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးထားပါတယ်ဒီဟာရီနဲ့ပြန်လည်တိဆောက်ရေးရုံးဌာနအဆောက်အုံတွေပြင်ဆင်ဖို့အတွက်မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးမယ်လို့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကပထမဆုံးကျင်းပတဲ့ကော်မတီအစည်းအဝေးမှာပြောပါတယ်နေပြည်တော်စီပင်ရုံးကလည်းနေပြည်တော်တိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုပြန်လည်ဆက်သွယ်ကြဖို့အကြောင်းကြားထားပါတယ်ကော်မတီတချို့ပြန်ဆက်သွယ်လာကြပြီဖြစ်ပေမဲ့ မီဒီယာတွေကိုဖြေဆိုခွင့်မပေးထားဘူးလို့နေပြည်တော်စီပင်အရာရှိတအူးကပြောပါတယ်။နေပြည်တော်တိစောက်ခဲ့တဲ့စောက်လို့ရကုမ္ပဏီတွေထဲမှာဖြတ်သိမ်းလိုက်တဲ့ကုမ္ပဏီတွေတောင်ရှိတဲ့အကြောင်းနေပြည်တော်စီပင်အရာရှိတအူးကပြောပါတယ်။စောက်လို့ရလုပ်ငန်းရှင်တအူးကတော့စောက်လို့ရလင်းမြန်ခြင်းနဲ့အတွက်အရင်ကစောက်ပြီးခဲ့တဲ့ကုမ္ပဏီတွေကိုပြန်ခေါ်တာလို့အကောင်းမြင်ပါတယ်။ဒါပေမဲ့ကုန်ကျစရိတ်အပါအဝင်အသေးစိတ်အချက်လက်တွေကိုမသိရသေးဘူးလို့သူကပြောပါတယ်။အပြစ်ပေးအရေးယူမလားလို့စိုးရိမ်နေကြတဲ့စောက်လို့ရလုပ်ငန်းရှင်တွေလည်းရှိတဲ့အကြောင်းသူကပြောပါတယ်။ အပြစ်ပေးဖို့ပြန်ခေါ်တာတော့မဖြစ်နိုင်ပါဘူးလို့အငိမ့်စားပြည်ထောင်စုဝန်ကြီးတအူက BBC ကိုပြောပါတယ်။ငလင်းပြန်လဲထူထောင်ရေးဟာလွတ်လပ်ရေးရပြီးမြန်မာသမိုင်းမှာအကြီးဆုံးပြန်လဲထူထောင်ရေးဖြစ်လို့ပြည်တွင်းသားမကပြည်ပအားကိုပါယူရမယ်လို့သူကပြောပါတယ်။နေပြည်တော်အပါဝင်ငလင်းတန်းတဲ့ဒေသတွေပြန်လဲထူထောင်ရေးဟာနှိမ့်ချီကြနိုင်တယ်လို့အငိမ့်စားပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ဒီတခါတော့သင်ငန်းစာတွေလည်းရလောက်ပြီးထင်ပါတယ်လို့သူကပြောပါတယ်။ BBC မှာစောင်းပါတဲ့ပုတ်ဖြစ်ပါတယ်။အဆုံးထိထားတော်မူတဲ့တအူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါးများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တရရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်